ကူညီများလိုအပ်ဆဲဖြစ်ပါသည်ထို့ကြောင့်တင်းတို့အားလုံး၏စိတ်ပါဝင်စားမှု စေတနာရှိမှုနှင့်လူရမ်းမှုများကိုဆက်လက်လုံဆော်လိုက်ပါသည်တင်းတို့ပေးအပ်သောအကူအညီတိုင်းသည်ဘေးအန္တရာယ်ကြီးကြပ်မှုကို ခံစားနေရသော မျိုးသားညီအကိုများအတွက်မျှော်လင့်ခြင်းနှင့်တက်တာအောင်မြင်ခြင်းတစ်စုံတစ်ခုဖြစ်လာနိုင်သည်မြန်မာပြည်သူများအတွက်ကိုစားပြု၍တင်းတို့၏စိတ်မေတ္တာပြုလုပ်မှုများကယုဏထားမှုများနှင့်ဆက်လက်ထောက်ခံကူညီမှုများအတွက်နှလုံးသားအကျွမ်းမဲ့ ကျေးဇူးအထူးတင်ရှိပါသည် မြန်မာနိုင်ငံတွင် မကြသေးမီကဖြစ်ပွားခဲ့သောငလင်းကြောင့်များစွာသောဒေသများပျက်စီးခြင်းခံခဲ့ရသည်ထိုဒေသများတွင်ရှေးဟောင်းယဉ်ကျေးမှုအမွေနှင့်များဖျားစေသည့်ပထိုးများဖုံးသားတွေနေထိုင်ရာတီလဝါရကျောင်းတိုက်များပြည်သူအများစု၏အမတ်တရများနှင့်မိသားစုအဖွဲ့ဝင်များအပါအဝင်လူကြီးမင်းများကလေးငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်